ရွှေရဖိုင်တာတွေဝမ်းမှာအရှက်တကွဲရှုံးနေနေချင်း UNC မှာဂျိုရှွာဘန်အောင်ပွဲခံနေနိုင်တဲ့အကြောင်းရင်းပရိသတ်များလုံးဝမေ့လာမှာမန်ချက်စတာဖောဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်မောဟာတရားတွေကနည်းနည်းမှားတယ်လားဒါပေမဲ့တရားမျှတစွာရှင်ပြိုင်ပြီးအနိုင်ယူခြင်းနဲ့မောဟာကတော့ဖြူစင်မယ်လို့ထင်ပါတယ် တကယ်တော့ဒီမောဟတရားဟာနှောင်ပိတ်နေတဲ့တိုက်စားခြင်းနဲ့မဟုတ်လေဘူးပြင်းထန်တဲ့ယုံကြည်မှုတွေအဖြစ်နဲ့ကိုယ့်ရဲ့ဘဝကိုကိုယ့်ရဲ့အိမ်မက်တွေစီတလန်းနိုင်ဖို့ပြောင်းလဲခြင်းပါပဲအရက်ပုပ်ပုပ်လူကောင်တေးတေးကောင်လေးတရားဟာငယ်ဘဝတွေမှာရွယ်တူကလေးတွေရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရပြီးတဲ့နောက်မှာသူ့ရဲ့ဘဝကိုအခုလိုမျိုးအလုံးစုံပြောင်းလဲဖြစ်လိုက်တာပါလမ်းမေးပွဲတွေအပြော်တန်းပွဲတွေကနေတဆင့် Fury FC ရဲ့ Champion Cup ပိုင်ရှင်တယောက်ဖြစ်လာတဲ့အထိသူကအသေးကောင်းကောင်းဇွဲကောင်းကောင်းနဲ့ရှောက်လန်းခဲ့ပါတယ်။ဒီအတွက်ဘလို့အခက်အခဲတွေအတားအဆီးတွေပဲတွေ့တွေ့သူပြိုရိုင်လည်းမတော်ဘူး။ဒီလမ်းပေါ်မှာသူခန္ဓာကိုယ်ကနောက်ကနေလိုက်နေတွေ့သူဆက်လက်ရ ရှောင်းလန်းသွားမယ်လို့ခံယူထားခဲ့တယ်။အဲ့လိုနဲ့ကဘာကျော်တိုက်ခိုက်ရေး promotion ကြီးဖြစ်တဲ့ UFC ကိုရောက်ရှိလာခဲ့တယ်။အစားပိုင်းမှာတော့ short notice တွေနဲ့ဝင်ထိုးခဲ့ရတယ်သူစိတ်မပြတ်ခဲ့ဘူး။ဒါကသူ့ရဲ့ဘဝကိုအမြင့်ဆုံးအဆီရောက်ရှိအောင်ထမ်းတင်ပေးနိုင်မယ်လေကတစ်တီလို့ van ကခံယူထားခဲ့တယ်။ Kevin Borja, Philippe Bonetto နဲ့ဇက်တိုင်နိုင်ခဲ့ပြီးတဲ့နောက်မကန်စီကိုလွတ်လည်ရေးပွဲမှာချားချုံစင်ကိုလဲထုံးနဲ့ရှုံးသွားခဲ့ရတယ်။တရားလဲရသွားခဲ့တယ်။ဆရာဝန်တွေကတော့ချားလာလောက်အနားယူရမယ်လို့ပြောတယ်။ဒါကအရန်ကိုစိတ်ပြက်စရာကြီးပါပဲ။ ဖိုင်တာတယောက်ကပွဲတွင်ရှင်ပြိုင်ထိုးတက်ဖို့အတွက်လူအဖြစ်မွေးဖွားလာခဲ့တာဖြစ်ပါရင်တခြားသူတွေရဲ့ပွဲကိုထိုင်းကြည့်ပြီးလက်ကုပ်တီပြိသက်လုံနေရတာကဘလောက်တောင်များဖီအောက်လိုက်ပါတယ်ဒါပေမဲ့အရာအလုံးဟာဖျားသခင်အလိုတော်အကြအတိုင်းဖြစ်လာရတာပါဒီလိုအခက်အခဲတဲ့ကိစ္စမျိုးတွေကိုလည်းခံနိုင်ရင်ရှိအောင်လေ့ကျင့်ထားရမယ်မဟုတ်ပါလား အချိန်6လပြည့်ခဲ့နေမှာဘန်ကအဂါချိုင်းနဲ့ထိုးမလားဆိုပြီးတော့ USC ဘက်ကဖုံးဆက်လာတယ်။အဲ့ဒီအချိန်မှာတော့ဘန်ကဘာမှသွားတောက်နေတဲ့အချိန်ပွဲမထိုးရတဲ့လာပေါင်းများစွာကိုစိတ်ပြက်လက်ပြက်ဖျက်ဆီးနေရခြင်း USC ကကံလန်မှုကိုသူချက်ချင်းပဲလက်ခံလိုက်တယ်။နှာခေါင်ပြန်စင်းစားစရာတောင်မလိုဘူး။ပွဲရှင်ပြန်ကစားရမယ်ဆိုတာနဲ့ဘန်ရဲ့အသွေးသားတွေကအဲ့လိုမျိုးအလိုလိုစုပွက်လာရတယ်။ ီလိုနဲ့6လပြည့်ပြီတော့အင်ကာချိုင်းနဲ့ထိုးရတယ်။နိုင်ပါတယ်ကိုလီဒါရန်ကိုဆက်ပြီးစိန်ခေါ်တယ်။ခလေးကိုကြောင်းပို့ပေးမယ်လို့ကိုလီဒါရန်က လေတိုက်တယ်။တကယ်လဲကစားရောဗန်ကကိုလီဒါရန်ကိုမျက်ခုံးယိုးကျအောင်ထိုးပစ်လိုက်ပြီးစိန်ုံပို့ပေးလိုက်တယ်။ဒါကြောင့်စရိယရနဲ့ပွဲမတိုင်ခင်တော့ကဆိုရင်ကိုလီဒါရန်ကဒီလိုမျိုးတော့အရှုံးဖောက်ဘူးတယ်။ ဒီကောင်ကရုပ်ဆိုးတဲ့လောက်လက်သီးကတော့အတော်ပြင်းတဲ့ကောင်ဒီကောင်ပဲနိုင်လိမ့်မယ်တဲ့ဘန်းကတခါတွေ့ဘူးရင်ကိုဘွားမှာအမှတ်တရဖြစ်သွားစေရလောက်တဲ့အထီကိုအဲ့လိုမျိုးဆုံးမပေးနိုင်စွမ်းအပြည့်ရှိပါတယ်ကော်ရီဒရန်နဲ့ပြီးတော့ဆလူရာနဲ့ဆက်ထိုးရတယ်တကယ်တော့ဘန်းကိုမူလတည်ပေးထားတာကဘရူနိုဆေးပါပါပွဲရနဲ့တလားလောက်အလိုမှာမှဘရာဇီးဖိုက်တာကြီးကနှုတ်ထွက်သွားလို့ဆလူရာနဲ့ပြောင်းလဲပြင်ပြန်ရတယ် စရူရာရဲ့ချုပ်ကွက်တွေကိုကောင်းကောင်းကြီးဖြေရှင်းပြသွားခဲ့တာကြောင့်ဒနာဝိုက်တို့ရဲ့သဘောကျတာကိုခံလိုက်ရရင်ဒီလိုနဲ့ဘရူနိုဆေးပါနဲ့ပွဲထက်ရရင်ဒီချိန်မှာတော့ဖိုက်တာနေအောင်စလုံးကအစင်းသိဖြစ်နေပြီဖြစ်လို့ပွဲပြတ်ဖို့တော့မရှိတော့ပါဘူးဗန်ကအမြင်ဆုံးကိုပြန်တန်းရောက်ရှိနိုင်ဖို့အတွက်ရီမန်းချက်တွေထားရှိသူပါအဲ့ဒီအတွက်ဗန်ကလှေကတိတွေကိုတဆင်ချင်းတက်နေတယ်မြန်မာပြည်ကရိုးရာဖိုက်တာတွေလိုမျိုးအစင်းနေကြော်ခွားတက်မနေဘူး ပုံမှန်လူရောလုံးစင်အတိုင်းပဲခီးဆက်နေတယ်။ဒါကြောင့်လဲရွေးရဖိုက်တာတွေဝမ်းမှာအရှက်ကွဲရှုံးနေရချိန်မှာဗန်ကနိုင်ဝဲတွေဇက်တိုက်ယူပြီး USC ရဲ့အတန်းငယ်ဆုံး ranking ရဖိုက်တာတယောက်ဖြစ်လာခဲ့ပါတယ်။ဒီဘက်မှာ Bruno Silva ကိုအနိုင်ယူပြီးရင်တော့ ranking 10ရဲ့အထက်ကိုရောက်ရှိနိုင်မှုအတွက်ဗန်ကမျှော်လင့်နေပါတယ်။ပွဲရကအသိမကျတော့ပါဘူး။ဗန်တယောက်သူ့အိမ်မက်တီကိုဆက်လက်အကောင့်ထဲပေါ်ရှေ့ဆက်နိုင်မလားဆိုတာစောင့်ကြည့်အားပေးသွားကြရအောင်ပါ။ဟုတ်ကဲ့ပါမြောင်းဗီဒီယိုလေးကတော့လောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါရစေ။ 그